အားလုံးပဲမင်္ဂလာပါ K2K ရဲ့နိုင်ငံရေးကဏ္ဍကိုပြန်လည်ပြန်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ဘလော့လေးမှာ subscribe လုပ်ထားသူများရဲ့45ရာခိုင်နှုန်းလောက်ဟာနိုင်ငံရေးအကြောင်းအရာလေးကိုစဉ်းစားသူများဖြစ်တယ်ဆိုတာကိုကျွန်တော်ဘလော့ရဲ့ data လေးတွေအားဖြင့်သိရပါတယ်ဒီလိုအားပေးသူများတဲ့ကဏ္ဍအတွက်ဒီတစ်ခါအားလုံးလည်းဘုသူတို့ရနိုင်မဲ့ပြီးနိုင်ငံရဲ့သမိုင်းကိုလည်းရှုထောင့်တစ်မျိုးကနေတွေးလို့ရနိုင်မဲ့ခေါင်းစဉ်တစ်ခုကိုရွေးချယ်ထားပြန်ပါလေ ။ဒါပြင်အရင်တစ်ခါကြောက်ခဲ့လွတ်လည်နေကိုလည်းဂုံပြူတဲ့သဘောလဲတက်ရောက်စီမှာဖြစ်တာကြောင့်ကျွေးချယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ကောင်းရင်လေးအမိကတော့မြန်မာလွတ်လည်ရေးနေ့အပေါ်အင်္ဂလိပ်တို့အမြင်ပဲဖြစ်ပါတယ်။ဒီကြောင့်လေးကိုတင်ဆက်ဖို့ကျွန်တော်အဓိကဖတ်ရှုထားတဲ့စာတမ်း၃ခုရှိပါတယ်။အဲ့ဒါတွေကတော့နံပါတ်၁ဂျပန်တွေထောက်ခါသွားပြီးအင်္ဂလိပ်တို့ပြန်လည်ဝင်ရောက်လာပြီးနောက်မှာညာအင်္ဂလိပ်တို့အနေနဲ့ကျူးပန်းခဲ့တဲ့မြန်မာလိုခေါ်တော့စက်ကူပြူစီမံကိန်းဒါမှမဟုတ် white paper လို့ခေါ်တဲ့ စာတမ်းမှာတင်ပြထားတဲ့အစီအမံကိန်းပဲဖြစ်ပါတယ်။နံပါတ်1ဖတ်ခဲ့တာကတော့ဘိုးကျော်အောင်ဆန်းနဲ့ Richard Attlee တို့ချုပ်ဆိုခဲ့တဲ့စာချုပ်အောင်ဆန်းအတီစာချုပ်ဖြစ်ပြီးတော့နံပါတ်3အနေနဲ့နောက်ဆုံးဖတ်ခဲ့တာကတော့စာတမ်းရတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီအောင်ဆန်းအတီစာချုပ်ရဲ့ white paper ရဲ့ထဲမှာခဏခဏပုံပြထားတဲ့ common word လို့ခေါ်တဲ့မြန်မာလိုဒဏ္ဍာဟာယနိုင်ငံများအကြောင်းအလေးပဲဖြစ်ပါတယ်။ အဲဒီအကြောင်းလေးဒီဒီတောင်းသုံးခုပါနော်ဒီအကြောင်းလေးတွေကမှကောင်းလို့ရရာလေးတွေကိုထုတ်လုပ်ပြီးတော့ကျေရုပ်ပြည့်စံများလဲဘုသူဒရနိုင်ဖို့ရာမိဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံး white paper လို့ခေါ်တဲ့စက်ကူကူစီမံကိန်းထဲမှာပါတဲ့အချက်လေးတွေကိုလေ့လာကြည့်ကြရအောင်အဒီပုံလေးဟာ1945ခုနှစ်မေလ18ရက်နေ့ကအင်္ဂလိပ်တို့ပြန်ဝင်ထုတ်ပြန်ခဲ့တဲ့ white paper ပဲဖြစ်ပါတယ်ဒီထဲမှာတင်ပြထားတဲ့အချက်လက်တွေဟာ မြန်မာလွတ်လပ်ရေးလှုပ်ရှားသူများရဲ့ဆန္ဒနဲ့တော်တော်များများစန့်ကျင်နေကြတာကိုကျွန်တော်သမိုင်းစာအုပ်တွေဖတ်ရင်းသိရှိခဲ့မှုပါတယ်။အပယ်ချက်တွေကစန့်ကျင်နေတာလည်းလို့မေးရင်အဲမမှတ်မိတော့ပေမဲ့ပေါ့နော်။အခုကျွန်တော်ဒီစာအုပ်လေးကိုဒီစာရမ်းလေးကိုထပ်ဖတ်တဲ့အခါမှာတော့အချက်နှစ်ချက်ဖြစ်နိုင်တယ်လို့ကျွန်တော်မြင်ပါတယ်။ပထမအချက်ကတော့ဒီစီမံကိန်းရဲ့ဏီကုံအဆုံးသက်ဒီမြန်မာနိုင်ငံကိုဒဏ္ဍသဟာယနိုင်ငံအဖြစ်အဆုံးသက်ခိုင်းထားခြင်းဖြစ်ပါတယ်။ဒဏ္ဍသဟာယဆိုတာအင်္ဂလိပ်လိုဆိုရင်တော့ common wealth လို့ ညီရတဲ့နိုင်ငံဖြစ်ပါတယ်။အခုတော့ပုံစံတစ်မျိုးနဲ့အဲဒီကွန်မွန်ဝက်ကရက်တည်နေပြီပဲ။အဲ့ဒီအချိန်ခါကာလကတော့ဟိုကွန်မွန်ဝက်နိုင်ငံဆိုတာအင်္ဂလိပ်လောက်ဆန်နိုင်ငံတစ်ခုကိုဆိုတာဖြစ်ပါတယ်။ခုလို20ရာစုဖြစ်မှာတော့ဒီပုံစံကိုတစ်မျိုးတစ်ပုံမြင်နိုင်ပြီပဲ။20ရာစုနောက်ပိုင်းလို့ဒီ colonization ကာလမှာတော့အမျိုးသားရေးဝါဒတွေ nationalism တွေအားကောင်းခြင်းဖြစ်တာမျိုးလွတ်လပ်ရေးခေါင်းဆောင်ကြီးများကသဘောကျမှုမရခဲ့ပါဘူး။အစိုးရချက်ကတော့ဒုတိယချက်ဖြစ်တဲ့ schedule area ဆိုခေါ်တဲ့အပိုင်ကြီးကိုထည့်သွင်းထားရင်ဖြစ်ပါတယ်။ဒီစာရမ်းမှာဒီ schedule area ဆိုခေါင်းတဲ့နေနဲ့စာပိုက်ပေါ့နော်။ဒီပိုက်ရဲ့အဓိပ္ပာယ်ကတောင်တန်းတောင်တန်းနဲ့တိုင်းတိုင်းဒေသကိုမြမမြေပြင်းနဲ့မသက်ဆိုင်ပဲနဲ့ခွဲခြားအုပ်ချုပ်စေမဲ့သဘောတရားမျိုးဖြစ်ပါတယ်။ဒါဟာမြမမျိုးချစ်လွတ်လည်ရေးခေါင်းဆောင်ကြီးများလုံးဝလက်မခံနိုင်တဲ့အချက်လေးဖြစ်နိုင်ပါတယ်။ဒီစာရမ်းလေးဖတ်ရင်လည်းဒီလိုမခံကျင်စရာကောင်းတဲ့အချက်တွေဖတ်မိလို့စိတ်မသက်သာရာရှိပေမဲ့ဒီတန်းစာပိုက်တွေကိုဖတ်ရတာကတော့ ဲ့ဒီအချိန်ခါကာလကမြန်မာတို့ရဲ့အခြေအနေကိုအင်္ဂလိပ်တို့အရေးသားကနေခံမှန်းကြည့်ရတာကတော့ရှင်းလို့ရသူဖြစ်ပါတယ်။ဥပမာအနေနဲ့မြန်မာတို့ရဲ့အဲ့ဒီအချိန်ခါကာလကစီးပွားရေးနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဒီစံစဘာကိုအထူးထားဖို့စမားအထွက်ကောင်းဖို့ဂျီနန်ကျွန်းတင်တဲ့တွန်းထွက်ပစ္စည်းတွေပေါများတဲ့အကြောင်းအပြင်အဲ့ဒီအချိန်ခါကာလကမြန်မာလူမျိုးတို့ဒီမိမိတို့စီးပွားရေးကိုမိမိတို့လုပ်ပိုင်ကိုအနည်းငယ်သာရရှိကြပြီးတော့အိန္ဒိယမှာဝင်ရောက်လာကြတဲ့လူမျိုးသားများကအကြီးကချုပ်ကန်ထားရတယ်လို့အတိအလင်းဖော်ပြထားပါတယ်။ ဒါဟာကျွန်တော်နိုင်ငံရေးကဏ္ဍမှာခဏခဏပြောတဲ့ social contract နဲ့သုံးသပ်ရင်မြန်မာလူမျိုးတို့ရဲ့ social contract ဒီပေါ့ပြချင်းခံနေရတာထင်ရှားလာပါတယ်။ဒါကြောင့်ဒီအချိန်ခါမှာလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်တဲ့တော်လှန်ရေးဒီစစ်မှန်တဲ့တော်လှန်ရေးတစ်ခုဆိုတာသိသာနေခဲ့ပါတယ်။ဒါကိုလည်းအင်္ဂလိပ်တို့ကလက်ခံတယ်ဆိုတာကိုဒီစာတမ်းထဲမှာလေ့လာနိုင်ပါတယ်။နောက်ပြီးမြန်မာတို့ရဲ့ကိုးကွယ်တဲ့ဘာသာတရားခွန်ကြီးတို့ရဲ့ဩဇာဒီတိုင်းသူပြည်သားတွေအပေါ်မှာတည်ရမှုဘလောက်ကြီးလဲဆိုတဲ့အချက်တွေခွန်ကြီးတွေကြောင့်တခြား တခြားအာရှနိုင်ငံတွေထက်ဆိုရင်မြန်မာနိုင်ငံကြီးစားတက်မြောက်မှုများတယ်လို့ဆိုတဲ့အချက်တွေဟာဖက်ရသူဖို့ဖိတ်ချမ်းမိစရာဖြစ်ပါတယ်။ဒါပြင်ဒီစားတန်းထဲမှာတခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေများစွာပါဝင်နေသေးတော်လည်းပဲကျွန်တော်အနေနဲ့အချိန်ကက်သက်အချက်ရှိတာကြောင့်ဒီလောက်ပဲဖော်ပြခြင်းပါတယ်။အဲတော့ကျွန်တော်နံပါတ်1ဖတ်ခဲ့တဲ့အောက်ဆန်းအပီစာချုပ်လေးကိုလေ့လာကြည့်ကြရအောင်။အဲ1949ဇန်နဝါရီလကတည်းက29ရက်ပေါ့နော်။အဲ့လောက်မှာချုပ်ဆိုခဲ့တဲ့ ီစာချုပ်အစစာပိုက်မှာ common word ဆိုတဲ့စလုံးနဲ့အစချီထားပြန်ပါတယ်။ဒါကိုကြည့်ချင်းဖြင့်အင်္ဂလိပ်တို့ဘက်ကနောက်ဆုံးအချိန်ထိမြန်မာနိုင်ငံကို common word နိုင်ငံများထဲထည့်သွင်းရန်မျှော်လင့်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဒီအောင်ဆန်းအစ်ဒီစာချုပ်ထဲမှာပင်လုံးညီလာခဲ့အကြောင်းအော်ပင်လုံးကြီးကလည်းကျင်းပါပြီပါတော့တောင်တန်းဒေသများရဲ့ဆန္ဒခံယူဖို့မဖြစ်မနေလုပ်ရန်ဆိုတဲ့ဟာကို Frontier Area ဆိုတဲ့စာပိုက်မှာစာပိုက်အတူ၄ခုနဲ့ဖော်ပြထားပါတယ် ာစက္ကူလူစီမံကိန်းထဲမှာစက္ကူစာတန်းထဲမှာထည့်သွင်းခဲ့တဲ့ schedule area ဆိုတဲ့အပိုက်ကိုဖြေလျှော့ပေးခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။စကားကျွန်တော်ထင်တာက February လမှာပင်လုံညီလာခံကျင်းပခဲ့တာကိုကိုယ့်ဘာကိုအစဉ်ပြေတဲ့အချိန်မှာလုပ်ခဲ့တာလို့ကျွန်တော်ထင်ခဲ့ပေမဲ့ဒီစာချုပ်ကိုဖတ်ကြည့်တဲ့အချိန်မှာသိတဲ့တာကတော့ဗိုလ်ချုပ်လို့ဖွဲ့ဟာ target အပေးခံရပြီးတော့ target မမီမီအောင်စူးစမ်းခဲ့ရတယ်လို့သိရှိခဲ့ရပါတယ်။ ဒါပြင်ပင်လုံးညီလာခံဆိုတာမအောင်မြင်တော့ဘူးလို့အင်္ဂလိပ်တို့ကတွတ်ခဲ့တဲ့တွေ့ဒုတိယရွေးချယ်စရာတနည်းအားဖြင့်သူတို့ဖြစ်ရှင်တဲ့ပုံစံမျိုးနဲ့ရွေးချယ်စရာတစ်မျိုးသူတို့ကရွေးချယ်စရာနှစ်မျိုးကို either or နဲ့ဆက်ပြီးတော့တစ်ခုမဟုတ်တစ်ခုလုံးဆိုတဲ့သဘောကိုစီစဉ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်အင်္ဂလိပ်တို့စီထဲမှာပင်လုံးညီလာခံကိုနောက်လာမှာဒီကဇန်နဝါရီဆိုတော့နောက်လာတော့ဖေဖော်ဝါရီပေါ့နော်အဲဖေဖော်ဝါရီမှာအမိလို့ဖို့မဖြစ်နိုင်ဘူးလို့တွတ်ခဲ့ပုံရပါတယ်အပင်လုံးစာရုပ်ကိုဖေဖော်ဝါရီလ12ရက်နေ့မှာအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့တာကိုကျွန်တော်တို့အားလုံးလည်းသိပြီးဖြစ်ပါတယ် ဒီစာချုပ်ရဲ့နောက်ဆက်တွဲလေးထဲမှာမြန်မာပြည်ကိုအင်္ဂလိပ်တို့ကအတိုးလွတ်ချင်းဝင်ပမာဏများစွာချင်းမယ်ဆိုတဲ့အချက်များစွာကိုလည်းသိနေရပါတယ်။တန်မိုးဝေတွေကိုအတိအကျဖော်ပြထားတာကိုကြည့်ချင်းအဖြစ်ဒါဟာယာရာပြည်သားဖြစ်တယ်ဆိုတာကိုခံမှန်းနိုင်ပါတယ်။အနီကုန်းကျုပ်စာပိုက်မှာလည်းခုံမုံတို့ကသနတဟာယနိုင်ငံများဆိုတဲ့အသုံးကိုပြန်သုံးပြီးတော့အဆုံးသတ်ထားပြန်ပါတယ်။ဒါကိုကြည့်ချင်းဖြင့်အင်္ဂလိပ်တို့ကမြန်မာနိုင်ငံကိုသနတဟာယနိုင်ငံများအတွင်းသို့ဝင်ရောက်ဖို့အရန်ကိုဖြစ်နေခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ကျွန်တော်တို့အတူတူတွေးကြည့်ရင်အင်္ဂလိပ်တို့ကျူးကျော်ဝင်ရောက်တယ်ဆိုတာဟာအင်္ဂလိပ်နိုင်ငံလေးပေါ့နော်ဒီအနောက်နိုင်ငံလေးရဲ့ကျူးကျော်ဝင်ရောက်တယ်ဆိုတာဟာစီးပွားရေးချဲ့ထွင်ပြီးသူတို့ကောင်းစားဖို့အတွက်မြန်မာပြည်ကိုကိုလိုနီပြုခဲ့ကြတာဖြစ်ပါတယ်မြန်မာတို့ဖြစ်ဆက်စားသူတို့ဘာတိုင်းပြီးကျူးကျော်ခဲ့တာတွေကစီးပွားရေးအတွက်မဟုတ်ဘဲနဲ့မိမိတို့ရဲ့ကြီးမြတ်မှုတွေကိုပြကျင်လို့ပဲဖြစ်ပါတယ်ဒီလိုမတူကွဲပြားတဲ့ခံယူချက်တွေကိုရှင်းလင်းစွာတည်ထားဖို့လိုအပ်ပါတယ်အနောက်နိုင်ငံများရဲ့အတွေးအခေါ်မှာ စီးပွားရေးတည်တာအဓိကလို့မြင်တဲ့အတွက်ဒီစာရုပ်ထဲမှာပါတဲ့အင်္ဂလိပ်တို့ရဲ့စာကြုံးတစ်ကြောင်းချင်းတိတိုင်းဒီဘိုးကျိုးတို့အဖွဲ့ယူဆိုင်ပြီးတော့ကြီးကြေးရနိုင်မယ်လို့ထင်မြင်မိပါတယ်။ဒါကတော့အောင်ဆန်းအပီစာကြုံးတင်းကကျွန်တော်မြင်တဲ့အချက်တချို့ဖြစ်ပါတယ်။ဒီစာကြုံးရဲ့အနှစ်ချုပ်တွေကိုတော့ Wikipedia တို့ဘာလို့မှတင်ထားပြသမှုလို့မိတ်ဆွေတို့ဖတ်ရှုပြသဖြစ်နိုင်မယ်လို့ယူဆပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးမှာကျွန်တော်ထည့်သွင်းမပြောတော့ပါဘူး။နောက်ဆုံးတစ်ခုအနေနဲ့ white paper မှာရော onset at the စာချုပ်မှာပါဝင်နေတဲ့ ဒီ common work ဆိုတဲ့ကဏ္ဍတဟာယနိုင်ငံရဲ့အကြောင်းလေးကိုသုံးသပ်ကြည့်ကြရအောင်။အခုယခုလက်ရှိဒီအသေးပဲဖွင့်ဆိုချက်အရာဆိုရင်ဗြိတိရှဘီရင်ကိုဒီဒဏ္ဍတဟာယအဖွဲ့ဝင်နိုင်ငံများကအဖွဲ့ရဲ့ခေါင်းဆောင်လို့အတိမတ်ပြုပြီးနိုင်ငံတွေအချင်းချင်းမိတ်ဆွေဖွဲ့ပြီးအင်္ဂလိပ်တို့နဲ့စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်တည်ရှိနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။သူ့ရဲ့တမိုင်းကြောင်းကလည်းရှေ့တလို့ဘူဝါဒမျိုးစုံအပြောင်းလဲတတ်မှတ်ခဲ့တာကိုလည်းတွေ့ရပါတယ်။အဲတော့ဒီလိုပြောင်းလဲခဲ့တာတွေကိုအများကြီးမလိလာတော့ဘဲနဲ့ 1940ကျော်ကာလကရှိခဲ့တဲ့ဒနတဟာယနိုင်ငံမူဝါဒကိုပဲလေ့လာကြည့်ကြရအောင်။တကယ်က Commonwealth ဆိုတဲ့နာမည်က1884ခုနှစ်လောက်ကလေးကဗြိတိရှ်နိုင်ငံရေးပညာရှင် Lord Rosebery ကဗြိတိရှ် Empire ကြီးပြောင်းလဲလာဖို့ဖော်ပြရမှာစတင်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဖွဲ့အစည်းအဖြစ် ပေါ်ပေါက်လာခဲ့တာကတော့1932ခုနှစ်မှာဖြစ်ပါတယ်။နိုင်ငံပေါင်း9နိုင်ငံနဲ့စတင်ခဲ့တာပဲဖြစ်ပါတယ်။ မြန်မာကိုဒီအဖွဲ့အစည်းနဲ့စတင်မိတ်ဆက်လာခဲ့တာကတော့ဆက်ကူပြူစီမံကိန်းပဲဖြစ်ပါတယ်1945ခုနှစ်မှာဒီအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ဆိုရင်ဗြိတိရှ်ဘီရင်ကိုအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့အကြီးအကဲဖြစ်မှတ်ယူရမယ်လို့သတ်မှတ်ထားခဲ့ပါတယ်ဒါကြောင့်မြန်မာလူလည်ရေးလှုပ်ရှားသူများနဲ့ထိတ်တိုက်တွေ့ခဲ့တာပဲဖြစ်ပါတယ်သို့တော့ဒီအဖွဲ့အစည်းရဲ့ငူရင်းရည်ရွယ်ချက်ကိုဗိုလ်ချုပ်အဆန်းကလန်ဒန်ကိုရောက်ခဲ့စဉ်သိရှိခဲ့ပုံရပါတယ်ဒါကိုဘယ်ကနေပြောနိုင်လဲဆိုရင်တော့ ဟောဆန်းအတလီစာချုပ်ထဲမှာခွန်မိုးရွတ်ဆိုတဲ့စာသားကိုနှစ်ခါထည့်ထားတော့လည်းပဲဘိုးချုပ်ကလက်မှတ်ထိုးခဲ့ပါတယ်။ဒါပြင်အင်္ဂလိပ်စာရေးဆရာတူရေးတဲ့စာအုပ်ထဲမှာဆိုရင်ဘိုးချုပ်အောင်ဆန်းလုံခြုံခံရမှုကြောင့်အတလီရဲ့ဒီမျှော်လင့်ချက်ကြီးဝေးကွာခဲ့ရတယ်လို့ဖော်ပြထားတာဖော်ခဲ့ပြီးပါတယ်။အသိဥရာခင်ဒီ1949ခုနှစ်ပေါ့နော်မြန်မာတွေလွတ်လပ်ရပြီးသိမကြပါဘဲခွန်မိုးကအဖွဲ့ရဲ့မူဝါဒကိုပြောင်းလဲလိုက်ပါတယ်။ဘယ်လိုပြောင်းလဲလဲဆိုတော့ရင်က ိရိယဘီရင်ကိုအဖွဲ့ဝင်နိုင်ငံများ၏အကြီးအကဲဖြစ်သတ်မှတ်ရမယ်ဆိုတဲ့အချက်ကိုပယ်ဖျက်ပြီးတော့ခွန်မွန်ဝတ်အဖွဲ့၏ခေါင်းဆောင်အဖြစ်သတ်မှတ်ရုံများဖြင့်လုံလောက်ပါသည်လို့ကြေညာခဲ့ပါတယ်အခုဆိုရင်ဒီဒဏ္ဍသဟာယအဖွဲ့အတွင်းမှာနိုင်ငံပေါင်း54နိုင်ငံတည်ရှိနေပြီးတော့ဒီဝါရေးလူမှုရေးနဲ့လူ့အခွင့်အရေးဆိုင်ရာများကိုအတူတကွပူးပေါင်းဆောင်ရွက်ရှိနေပါပြီဒီနေရာမှာတခုတော့ဘိုးရုံနဲ့ဦးနုတို့ကိုကျွန်တော်အမြင်လေးနဲ့ချီးကျူးနေတယ်ပေါ့နော်ဘိုးရုံတို့ဦးနုတို့ဟာ ဒါဒီကောင်းဆောင်နှစ်ဦးဟာမြို့ရှိကောင်းဆောင်လူသားရေးသမား National List များဖြစ်တော်လဲပဲ Liberal အမည်များနဲ့လည်းတည်တည်မြောက်ပွဲဆိုတာပူပေါင်းနိုင်လို့များဖြစ်ပါတယ်။အခုချိန်ဒီဒီလိုအစွန်းနှစ်ဖက်ကိုလွတ်တဲ့ကောင်းဆောင်မျိုးကိုသူတို့နောက်ပိုင်းမှာမတွေ့မိသေးတာကတော့ကျွန်တော်ညံ့လို့ပဲဖြစ်နေပါတယ်။အထားပါတော့1945 49ကာလဆိုတာဟာနိပညာရှုတော့ကနေကြည့်ရင်စီးပွားရေးလောကကိုပြောင်းလဲသွားစေနိုင်တဲ့နိပညာတစ်ခုမပေါ်သေးပါဘူး။ဘာလို့ပြောရလဲဆိုရင်တော့အင်တာနက်ကိုပြောရမယ်ဖြစ်ပါတယ်။ ။ဒါကြောင့်အဲ့ဒီခေတ်ခါကာလကစီးပွားရေးပေါ်အတွေးခေါ်သည်။အခုပြကျွန်တော်တို့တွေးနေတဲ့အတွေးတွေလိုငင်ကွင်းကျယ်ဖြစ်မှာတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့စီးပွားရေးဆက်နေသည်အင်တာနက်ဤပညာပေါ်လာမှုနဲ့တူရှား globalization တွေလိုအပြောင်းအလဲတွေနဲ့တူများစွာကွဲပြားသွားခဲ့ပြီဖြစ်ပါလေ။အဒီဒီဘက်တင်ဆက်လာတာတော်တော်လေးလည်းများပြီဖြစ်ပါလေ။မိတ်ဆွေတို့လည်းပြင်းနေပြီလားမသိဘူးဗျာ။ကြော်ဒီမှာပဲရက်ပြီးတော့ဒီတစ်ပတ်တော့နားပါဦးလေနောက်ထပ်အစီအစဉ်ကောင်းတွေကိုလည်းတင်ဆက်ပေးမှာဖြစ်လို့အားပေးကြဖို့ဖိတ်ခေါ်ပါရစေဗျာ